ခုကျမ်းပါရတော့စာရဏဘတ်92ဖြစ်ပါတယ်။ကံကြီး92ရှောလမုန်ကိုရည်ဆောင်၍ဆက်ဆိုသောစာလံအငယ်1မှ9အိုးဖျားသခင်ကိုရောဤတရားဆုံးဖြတ်ခြင်းနှင့်ဖြောင့်မတ်စွာစီရင်ခြင်းအခွင့်ကိုမင်းသားဖြစ်သောရှင်မြင်းအားပေးသနာတော်မူပါ ထိုမင်းသည်ကိုရောဤလူတို့ကို ဖြောင့်မတ်စွာစီရင်၍ ကိုရောဤစင်ရသားတို့ကိုတရားပေးပါလိမ့်မည်တောင်ကြီးတောင်ငယ်တို့သည်တရားတော်အားဖြင့်ကိုရောဤလူတို့အားချမ်းသာပေးကြပါလိမ့်မည်ထိုမင်းသည်ကိုရောဤလူတို့တွင်စင်ရသားတို့ကိုတရားစီရင်တည်းငတ်မတော်သူတို့ဤသားသမီးများကိုကယ်မ၍ညင်စေသောသူကိုလည်းနှိမ့်ဆက်ပါလိမ့်မည်နေနှင့်လတည်သည်မြသောကာလပတ်လုံးလူအစဉ်အဆက်အပေါင်းတို့သည် ကိုရောကိုကြောက်ရွံ့ကြပါလိမ့်မည် အငယ်၆မှ၁၂ထိုမင်း၏တက်ရောက်ခြင်းသည်ရိတ်သောမြစ်ပင်ပေါ်မှရွာသောမိုးကဲ့သို့၎င်းမြေကိုစူစီသောမိုးပေါက်များကဲ့သို့၎င်း ဖြစ်လိမ့်မည်လက်ထက်တော်၌လာသည်ပပျောက်ခြင်းသို့မရောက်မီတိုင်အောင်တရားသောသူသည်ပွင့်လန်း၍ချမ်းသာများပြားလိမ့်မည်ပင်လေတပန်းမှတပန်းတိုင်အောင်၎င်းမြစ်မှသည်မြေကြီးဆွန်းတိုင်အောင်၎င်းအစိုးရတော်မူလိမ့်မည် တော်တွင်သားတို့သည်ရှေ့တော်၌ဥချ၍ရန်သူတို့သည်လည်းမြေမုံကို ရက်ကြလိမ့်မည်။တာရှုမင်းတို့နှင့်ပင်လယ်တစ်ဖက်၌နေသော မင်းတို့သည် အခွန်တွင်၍ရှေဘမင်းနှင့်တေဘမင်းတို့သည်လည်းလက်ဆောင်ပနာများကိုဆက်ကြလိမ့်မည်။ထိုမြမကရှင်မင်းအပေါင်းတို့သည် ရှေ့တော်၌ပြတ်ဝတ်၍ခတ်သိမ်းသော လူမျိုးတို့သည် အမှုတော်ကိုထမ်းကြလိမ့်မည်။အကြောင်းမူကားငတ်မွတ်တော်သူ အော်ဖြစ်သောအခါထိုသူကို၎င်း ကိုးကွယ်ရာမရှိ၍ဆင်းရဲသောသူကို၎င်း ချမ်းသာပြီးတော်မူလိမ့်မည်အငယ်73မှ20ဆင်းရဲသောသူနှင့်ငတ်မသောသူကိုတနာ၍ငတ်မသောသူ၏အသက်ကိုကယ်တင်တော်မူလိမ့်မည်သူတို့အသက်ကိုလှည့်စားခြင်းနှင့်ကျင်းစေခြင်း၏လက်မှ ရွေးနှုတ်၍သူတို့အသွေးကိုနှမျောတော်မူလိမ့်မည် အသက်တော်တည်၍လူများတို့သည်ရှေဘရွှေကိုဆက်ခြင်းကိုရောအဖို့အစဉ်မြစ်တာပို့ခြင်းနေတိုင်းထောမနာချီးမွမ်းခြင်းတို့ကို ပြုကြလိမ့်မည်ပြည်တော်၌များစွာသောစပန်းရှိ၍အတီးနှံသည်လေပနုံတောကဲ့သို့ တောင်ထိပ်မှလှုပ်ရှားလိမ့်မည်မြို့သူမြို့သားတို့သည်လည်းမြေဤမြစ်ပင်ကဲ့သို့စီးပင်ကြလိမ့်မည် နာမတော်ဒီအစဉ်မြဲတည်လိမ့်မည်နေသည်တည်သည်မြတ်သောကာလပတ်လုံးနာမတော်တူပွားလိမ့်မည်ဂျေဇုတော်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ၍မင်္ဂလာရှိတော်မူသည်ဟုချီးမွမ်းကြလိမ့်မည်အံပွေသောအမှုတို့ကိုတပားကြီးသာစီရင်တော်မူသောသာရရှင်ဘုရားသခင်ဣဒရီလအမျိုး၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်း ဘုံကြီးသောနာမတော်သည်လည်းအစဉ်အမြဲမင်္ဂလာရှိတော်မူစေတည်းမြေကြီးတပင်လုံးသည်ဘုံတော်နှင့် ပြည့်ပါစေတည်းအာမင်နှင့်အာမင်ယေရှေဤသားဒါဝိဒ်ဆုတောင်းသောပတ္ထနာစကားပြီး၏ Okay now jump by my p i n t i n g bye bye